သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ match လ32ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အင်အားပြင်းကလင်းကြောင့်တရားဥလီတက်မှလေရင်မှုတွေလေတက်လုတ်သား crew တွေနဲ့မိသားစုအပါအဝင် စုစုပေါင်း90ကျော်တိစုံလေရင်ပြေးလန်းတွေနဲ့တိုက်လေရင်၃စီးပါဆိုးရွားစွာပျက်စီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်တရားဥလီတက်မှလေရင်မှုတွေလေရင်လုံသား crew တွေနဲ့မိသားစုအပါအဝင်စုစုပေါင်း90ကျော်တည်ဆုံးခဲ့ကြောင်းလီတက်ဖရဲသည့်ထံမှသိရပါတယ်။လက်ရှိအချိန်ထိအပြည့်စည်းတွေကြားမှာရုပ်အလောင်း90ကျော်ကိုပေါ်ယူရရှိထားပြီးကေဇေကြီးလှုပ်ဆောင်နေစေဖြစ်ကြောင်း ိကဒဏ်ရာရရှိသူအရေးအတွက်လည်းအလွန်များပြားကြောင်းဒါပြင်မက်လာ28ရက်နေ့ကငလင်လှုပ်နေစဉ်အတွင်းနောင်ချိုကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန်အသင့်ပြင်ဆင်ထားတဲ့ပြေးလမ်းပေါ်ကတိုက်လေရင်ဒစီနဲ့အရေးပေါ်အတွက်ထားရှိတဲ့လေရင်နှစီစုစုပေါင်း3စီပြက်စီးသွားကြောင်းလေကြောင်းတိုက်ခိုက်ရေးအတွက်ပြင်ဆင်ပေးနေတဲ့ trolley ကဒစီလေကာကားနှစ်စီးအဆောက်အုံပြီးပြီးရင်မောင်း၄ရောက်ပါပွဲချင်းပြီးသိမ်းဆုံးခဲ့ကြောင်းလေရင်ပြေးလမ်းပြက်စီးမှုအနေနဲ့တဒါအုပ်လီတက်မှာရှိတဲ့မြောက်ဘက်ပြေးလမ်းမှာအခြေအနေအလွန်ဆိုးရွားစွာပြက်စီးသွားပြီး ြန်လဲပြင်ဆင်ရမလွယ်ကူတော့ကြောင်းတောင်ဘက်ပြည်လက်မှာပျက်စီးမှုနှဲပါတာကြောင့် CU ကောင်စီကအလင်းအမြန်ပြင်ဆင်ရလှုပ်ဆောင်နေကြောင်းတက်တွင်းဖရဲတီကသတင်းပို့ထားပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံကိုဆေလွတ်မဲ့ကေဆေးရေးအဖွဲ့ခီးစဉ်ကိုထိုင်ဝမ်ဖျက်သိမ်းထိုင်ဝမ်ကမြန်မာနဲ့ထိုင်းကိုအကူအညီပေးလိုကြောင်းကန့်လန့်ချက်ကိုနှစ်နိုင်ငံစလုံးကလက်မခံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ငလင်ဘေးတင်မြန်မာနိုင်ငံကိုဆစ်လွတ်ဖို့အသင့်အနေထတက်လန့်ပြင်ဆင်ထားတဲ့ကေဇေးအဖွဲ့ကိုပြန်လည်ဖျက်သိမ်းစေခဲ့ကြောင်းသိရှိရပါတယ် မူလကထိုင်ဝမ်အစိုးရဟာငလင်ဘေးတဲ့မြန်မာနိုင်ငံစီကိုအဖွဲ့ဝင်126ဦးပါဝင်တဲ့ကေဇေရေးမစ်ရှင်အဖွဲ့ကိုဆစ်လွတ်ဖို့အသစ်ပြင်ဆင်ထားပေမဲ့မတ်လ31ရက်နေ့မှာတော့ခီးစဉ်ဖြတ်သိမ်းစီဖို့ဆုံးဖြတ်ခဲ့ရကြောင်းပြည်ထရေးဝန်ကြီးလူရှာဖန်ကပြောပါတယ်။လူကခီးစဉ်ကိုဖြတ်သိမ်းစီတဲ့အကြောင်းပြချက်အဖြစ်ကေဇေရေးလုံသားအဖွဲ့ရဲ့လုံခြုံရေးစိုးရိမ်မှုကိုထောက်ပြခဲ့ပါတယ်။မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်တပ်နဲ့တော်လှန်ရေးအင်အားစုတွေကြားစစ်မှတ်ဖြစ်ပွားနေတာကြောင့်လုံခြုံရေးရှုထောင့်ကိုထည့်သွင်းစဉ်းစားခဲ့ရတယ်လို့သူကဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့သားတွေကိုမြန်မာနိုင်ငံဆီလွတ်လိုက်ပြီးရင်သူတို့ရဲ့လုံခြုံရေးအတွက်အာမခံချက်မပေးနိုင်တော့ဘူးလို့လီယူကသတင်းတောက်တွေကိုပြောပါတယ်။ဒါကြောင့်လဲအသင့်အနေထားစူးစိထားစီတဲ့အဖွဲ့ကိုပြန်ပယ်ဖျက်လိုက်ပြီးထိုင်ဝမ်မှာရှီရင်စဲလုပ်ငန်းတာဝန်တွေကိုပြန်လည်ထမ်းဆောင်ဖို့သာညွှန်ကြားထားတယ်လို့လဲဝန်ကြီးကအတည်ပြုခဲ့ပါတယ်။မူလကအသင့်အနေထားလူစုထားစီတဲ့ထိုင်ဝမ်ကယ်ဆယ်ရေးမစ်ရှင်အဖွဲ့မှာဆရာဝန်6ဦး၊တူနာပြု9ဦး၊တရိတ်ဆန်6ဦးဆရာဝန်2ဦး၊ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ကေဇေယီခွေ6កောင်တို့ပါဝင်ပြီးကေဇေယီလုပ်ငန်း3စက္ကရိယာပစ္စည်း15တန်ကိုပါစုစည်းထားတယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာငလင်းဘေးကြောင့်ပြည်သူတွေအကြီးအကျယ်ဒုက္ခရောက်နေချိန်မှာစစ်ကောင်စီဟာဒေသတချို့ကိုလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေပြီးကုလသမဂ္ဂကတော့အဲ့ဒီတိုက်ခိုက်မှုမျိုးဟာလက်ခံနိုင်စရာမရှိတော့အောင်ဆက်ဆုပ်စရာဖြစ်တယ်လို့ဝေဖန်ထားပါတယ်။ထိုင်ဝမ်ကေဇေးကြီးအဖွဲ့ဟာမြန်မာနိုင်ငံမှာမဂနီကျူ9.8အဆင့်ရှိတဲ့ငလင်းကြီးလှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကတည်းကအသင့်အနေထားလူစုပြီးစောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။ ထိုင်ဝမ်ဟာတဘာဝဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်စီမံမှုတွေနဲ့ပတ်သက်လို့ပြင်ဆင်လေ့ကျင့်မှုအကောင်းဆုံးနိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။အစောပိုင်းတုန်းကငလင်ဘေးတင်မြန်မာနဲ့ထိုင်းတို့ကိုလိုအပ်တဲ့အကူအညီတွေပေးလို့ကြောင်းထိုင်ဝမ်အစိုးရကကန့်လန့်ခဲ့ပေမဲ့နိုင်ငံစလုံးကထိုင်ဝမ်ရဲ့အကူအညီတွေကိုတောင်းဆိုတာမျိုးမရှိခဲ့ဘူးလို့ထိုင်ဝမ်နိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါသေးတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူကိုနေ့စဉ်ဘုံကျဲတက်ဖြတ်နေတဲ့မင်းအောင်လှိုင်ကငလင်ဘေးဝန်နေချင်းနေ့ရက်ဖြစ်တပတ်သက်မှတ်ကြေညာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်တပ်အာဏာသိမ်းပြီး၄နှစ်ကျော်အတွင်းမှာပြည်သူလူထုများကိုဖမ်းဆီးနှိပ်စက်တပ်ဖြတ်မှုများပြည်သူရှိရာကိုလေကြောင်းလက်နက်ကြီးတိုက်ခိုက်မှုများဆက်တိုက်ကျူးလွန်ခဲ့တဲ့စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကယခုပြည်သူတွေထောင်ချီတည်ဆုံးခဲ့ရတဲ့ငလင်ဘေးအတွက်နိုင်ငံတော်အဆင့်ဝန်နေချင်းအထိမ်းအဖြစ်တပတ်သက်မှတ်ကြောင်းကြေညာခဲ့ပါတယ်။ဝန်နေချင်းအထိမ်းအနေအဖြစ်ယနေ့မတ်လ31ရက်နေ့မှာဧပြီ6ရက်နေ့အထိတပတ်ကြာသက်မှတ်လိုက်ကြောင်းနဲ့အဲ့ဒီရက်အတွင်းမှာနိုင်ငံတော်အလံကိုတိုင်ဝက်ရှော့ချ၍လင့်ထူကြရန်ဖြစ်ကြောင်းဖော်ပြထားပါတယ်။စစ်ကောင်စီက တပတ်မှာပြည်သူတွေတည်ဆုံမှုပေါ်ဝန်နေကြောင်းဟန်ပြလှုပ်ဆောင်နေပေမဲ့လည်းတပတ်မှာလေချောင်းတိုက်ခိုက်မှုတွေကိုငလင်မတိုင်မီငလင်လှုပ်ခတ်နေခြင်းနဲ့ငလင်အပြီးမှာလည်းဇက်တိုက်ကိုလှုပ်ဆောင်လျက်ရှိပါတယ်ပြည်သူတွေမြင်းငလင်တန်ပြင်းထန်စွာခံစားနေရခြင်းမှာစစ်ကောင်စီကလေချောင်းတိုက်ခိုက်မှုများလှုပ်ဆောင်နေတာကိုဝန်နေစွာတွေ့ရကြောင်းကရင်အမျိုးသားစီယုံ KNU ကထုတ်ပြန်ထားပါတယ် အလားတူကချင်လွတ်လပ်ရေးတပ်မတော် KNA တရင်ပြန်ကြိုင်းဌာနရဲ့တရင်ဖို့ပြချက်မှာလဲနိုင်ငံမှာငလင်တန်ခန်းစားနေရချိန်မှာစစ်ကောင်စီကတိုက်ပွဲဖြစ်ရာနေရာတွေနဲ့တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့နေရာတွေကိုပါအဆက်မပြတ်ဘုံကျဲတိုက်ခိုက်နေကြောင်းဖော်ပြထားပါတယ်စစ်ကောင်စီဟာတောင်းတက်မတော် TNL ထိန်းချုပ်နေပြီးနောင်ချိုကိုလေချောင်းနဲ့ဘုံကျဲတိုက်ခတ်မှုများလှုပ်ဆောင်ခဲ့တဲ့အတွက်ထိခိုက်ဒေဆမှုများရှိခဲ့ပါတယ်စစ်ကောင်စီဟာအင်အားပြင်းငလင်လှုပ်ခတ်ချိန် match လ28ရက်နေ့မှာပင် နောင်ချိုမြို့နယ်ကိုလေချောင်းပုံးကျဲတိုက်ခိုက်ခဲ့ရမှာတော်လန်ကြီးရဲဘော်9ဦးကြဆုံးခဲ့ရပါတယ်။မတ်လ25ရက်နေ့ကလည်းနောင်ချိုမြို့နယ်အုံမခါရွာကိုစစ်ကောင်စီလေချောင်းတိုက်ခိုက်ခဲ့ရမှာဒေသခံ၄ဦးသေဆုံးက၄ဦးဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်စီတပ်ကတိုက်ပွဲမရှိဘဲအရက်သားတွေကိုရည်ရွယ်ချက်ရှိရှိပုံကျဲမှုများလှုပ်ဆောင်နေတဲ့အတွက်အဲ့ဒီလိုတိုက်ခိုက်ခံရမှုမှရှောင်လွှားနိုင်ရန်ပြည်သူများအနေနဲ့လေချောင်းရံကိုအထုကယူပြုနေထိုင်ဖို့စစ်ရေးသတိအမြဲရှိဖို့လိုအကြောင်း TNL ကထုတ်ပြန်ထားပါတယ်။ ဒါအပြင်လေချောင်းရံကာကွယ်ရေးဆိုင်ရာနီးလန်းတွေကိုလိုက်နာဆောင်ရွက်ရန်လိုအပ်နေတယ်လို့လည်းသတိပေးထားပါတယ်။ရည်စကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံကမအားလာတက်ကတော့ငလင်လှုပ်ပြီးလို့ပြည်သူတွေဒုက္ခပင်လယ်ဝင်နေချိန်မှာကုညီကေစရေးမလုပ်ပဲတော်လန်ရေးတက်တွေတော်လန်ရေးနေကပြည်သူတွေကိုလေချောင်းတက်ခဲ့မှုတွေမိုက်ရိုင်းစွာဆောင်ရွက်နေတာပါလို့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ကုညီကေစရေးများအင်တိုက်အားတိုက်မလုပ်ဆောင်နိုင်ချိန်မှာစစ်ကောင်စီကစစ်မှုထမ်းပေါ်တာဆွဲမှုကိုမထင်ရင်မထင်သလိုပြုတ်လုပ်နေရဖြစ်တယ်လို့ဆိုပါတယ်။ တဘာဝဘေးတွေကရှေ့လျှောက်လဲကြုံရဖို့အလားအလာရှိတယ်။ယုံညံ့တဲ့အာနာတိတ်မအလားဆက်ရှိနေသေးရင်တိုင်းပြည်ရောလူလူရောဒီထက်နာကြဖို့ပဲရှိတော့တာမို့အခုလိုရင်နာရတဲ့အခြေအနေဇိုးတွေမကြုံချင်တော့ဘူး။မိကိုလည်းဖဲမိတောက်လည်းဆက်ငိမ့်ကြရအောင်ပါလို့ရဲဘော်ဝေကြီးကစစ်အာနာရှင်ကိုဆက်လက်တိုက်ထုတ်ရန်တိုက်တွန်းထားပါတယ်။နိုင်ငံရေးအကျဉ်းသားများကိုကြီးစောက်ရှောက်ရေးအသင်း AAPP ရဲ့စည်းရုံးများအရစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်ကောင်စီနဲ့လက်ပါစီရီရဲ့လက်ချက်ကြောင့်ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ပြည်သူ6500နီးပါးရှိတယ်လို့ဆိုပါတယ် အဆိုပါစည်ရင်းများဟာလက်လန်းမိသည်။ကောက်ယူရရှိထားတဲ့အရေးအတွက်ဖြစ်ပြီးမြေပြင်မှာပုံမှုများပြားနိုင်ကြောင်း AAPP ကသတိပေးထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေး Sky Villa ကွန်ဒိုအတွင်းမှာပိတ်မိနေသေးသူ200ကျော်ကျန်ရှိပြီးအသက်ရှင်သူနဲ့တေဆုံးသူ100ခန့်ထုတ်ယူထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့မှာရှိတဲ့ Sky Villa ကွန်ဒိုအတွင်းမှာပိတ်မိနေသေးသူ200ကျော်ကျန်ရှိနေပြီးအသက်ရှင်သူနဲ့တေဆုံးသူ100ခန့်ကိုထုတ်ယူထားနိုင်ကြောင်းအဆိုပါကွန်ဒိုပြိုကျမှုမှကုညီကေဇေရီအဖွဲ့ဝင်တချို့ကယနေ့မက်ရှလာ31ရက်နေ့မှာပြောပါတယ်။ စစ်ကောင်စီရဲ့မန္တလေးတိုင်းအစိုးရရဲ့စည်ရင်အချက်လက်ရ Sky Villa ကွန်ဒိုမှာနေထိုင်သူဦးရေဟာ350ခန့်ရှိတယ်လို့ဆိုပါတယ်။ဒီနေ့၄ရက်မြောက်နေ့ထိဆိုရင်ကွန်ဒိုတွေကထုတ်ထားနိုင်သူအရေအတွက်က100လောက်ရှိတယ်။အဲ့ဒီအထဲမှာတည်ဆုံးသူ40လောက်ပါတယ်လို့ Sky Villa ကွန်ဒိုမှာကယ်ဆယ်နေတဲ့သူတို့ကရှင်းပြပါတယ်။ငလင်ကြီးလုတ်ပြီး၄ရက်မြောက်နေ့ပိတ်မိနေသူတွေကိုကယ်ဆယ်ရေးလုပ်ရမှာအဆောက်အုံရဲ့တောင်ဘက်ချမ်းနဲ့အနောက်ဘက်ချမ်းမှာကယ်ထုတ်သူများမှာအသက်ရှင်လျက်ရှိသူမတွေ့ရတော့ပဲအဲ့ဒီအချမ်းမှာအသက်ရှင်လျက်ရှိသူမရှိနိုင်တော့လို့ ကေဇေယီကျွမ်းကျင်သူများကတုံ့တက်ချက်နဲ့တောင်ချမ်းနဲ့အနောက်ချမ်းရှာပွေကေဇေယီကိုရန်နာလိုက်ပြီလို့ကေဇေယီလုတ်ကင်နေသူတချို့ကပြောပါတယ်မဖြစ်နိုင်တော့ဘူးလို့ဆုံးဖြတ်ကြတယ်ဗျအတိကကတော့အခြေအနေဆိုးတဲ့တောင်ချမ်းနဲ့နောက်ဖက်ချမ်းပေါ့အဲ့ဒီရာတွေရှာပွေကေဇေယီကိုရက်လိုက်ကြရပြီဒီနေ့မနက်စင်တိုင်းခန့်ကားလို့ရင်းနေရာမှာရှိတဲ့မန္တလေးမြို့မှာလူမှုရေးအဖွဲ့ဝင်တဦးကပြောပါတယ်တိုးတော်လဲမြောက်ဖက်ချမ်းမှာရှာပွေကေဇေယီလုတ်ဆောင်နေတယ်လို့သိရပါတယ်ကွန်ဒိုမှာရှာပွေကေဇေယီကိုတောင်ချမ်းနဲ့မြောက်ချမ်းမှာအတိကလုတ်ဆောင်ခြင်းဖြစ်ကြောင်းသိရပါတယ် ွန်ဒိုမြောက်ချမ်းမှာတော့ကေဇေးရေးဆက်လက်လှုပ်ဆောင်နေတော့ပဲလို့မြေပြင်မှာရှိတဲ့ပြည်သူတို့ကပြောပါတယ်စစ်ကောင်စီလက်အောက်ခံမီဒီယာတချို့ကလည်းကွန်ဒိုရဲ့တောင်ပတ်ချမ်းနဲ့အနောက်ဘက်ချမ်းမှာပိတ်မိနေသူတွေဟာအသက်ရှင်လျက်မရှိနိုင်တော့တဲ့အတွက်ကေဇေးရေးများရန်နာလိုက်ကြောင်းဖော်ပြထားပါတယ်တရုတ်ရှာဖွေကေဇေးရေးမှကျွမ်းကျင်သူများရဲ့အကြံပြုချက်နဲ့ရန်နာထားခြင်းဖြစ်ပြီးမြင်းငလင်ကြောင့်ပိတ်မိနေသူများရှိတဲ့ကြံနေရာတွေကိုဆက်လက်ရှာဖွေမယ်လို့ဆိုပါတယ် ဒါပေမဲ့လည်းမန္တလေးမြို့မိသက်ဦးစီးဌာနကမတ်လ31ရက်နေ့မွန်လွဲပိုင်းသတင်းထုတ်ပြန်ရမှာမန္တလေးတိုင်းဒေသကြီးအတွင်းငလင်လှုပ်ခတ်မှုကြောင့် Sky Villa အဆောက်အုံပြိုကျပျက်စီးတဲ့နေရာမှာ31ရက်3လ2025ရက်နေ့မှာမိသက်ဦးစီးဌာနမှရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟာတရုတ်ပြည်သူသမ္မတနိုင်ငံမှရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာမနဦးအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီးတည်ဆုံးသူမနဦးရဲ့ရုပ်အလောင်းများကိုရှာဖွေတွေ့ရှိခဲ့ပါတယ်လက်ရှိကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်လို့ပေါ်ပြထားပါတယ် ပြီးမိနေသူများအသက်ရှင်မယ်လို့မျှော်လင့်ချက်မရှိတော့ပေမဲ့ရှာပွေရေးဆက်လက်လှုပ်ဆောင်သွားမယ်လို့ Sky Villa ကွန်ဒိုပြိုချမှုကိုကေဇယ်ရေးလုပ်နေသူတူဦးကယနေ့မွန်လွဲတနားီခွဲမှာပြောပါတယ်။ယင်းနေရာမှာပြီးမိနေသူတချို့ကိုမတ်လ29ရက်နေ့ကစတင်ပြီးကေဇယ်ရေးအဖွဲ့ကအဆက်အသွယ်ရခဲ့ပေမဲ့စက်ကရီယာနဲ့နီးပညာအခက်ခဲကြောင့်ကဲထုတ်နိုင်ခြင်းတော့မရှိခဲ့ပါဘူး။ပြီးမိသွားသူတွေထဲမှာဒုက္ခဒိုင်မွန်စိန်တိုက်ပိုင်ရှင်မိသားစုလည်းပါဝင်ခဲ့ပါတယ်။၎င်းတို့ကိုကေဇယ်နိုင်ဖို့အတွက်나이ပေါင်းများစွာစူးစမ်းခဲ့တယ်လို့ကေဇယ်ရေးအဖွဲ့ဝင်တချို့ကပြောပါတယ် ပိတ်မိနေသူများအနက်မှတဦးကိုယနေ့မက်ချ်လာ32ရက်နေ့နနက်စောစောပိုင်းမှာဆွဲထုတ်နိုင်ခဲ့ပြီးစေယုံကိုပို့ဆောင်ပေးခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်ပိတ်မိနေတဲ့ဒုက္ခဒိုင်းမွန်စိန်တိုက်ပန်ရှင်မိသားစုဝင်တချို့တေဆုံးသွားပြီလို့လည်း၎င်းတို့ရဲ့ဆွေမျိုးတဦးကလူမှုကွန်ရက်မှာရေးသားထားပါတယ်။ထားသွားကြပြီ။အမေမမတမီးလေးနဲ့ကိုကြီးကကျမတို့ကိုထားသွားကြပါပြီလို့အဆိုပါမိသားစုဝင်ကရေးသားထားပါတယ်။အောင်မီတာဇန်မြို့နယ်လမ်း60 23နဲ့24လမ်းကြားမှာရှိတဲ့တအေကအကျေပေါ်မှာ တိဆောက်ထားတဲ့ Sky Villa ကိုတို့ဟာအထက်၁၁ထက်ရှိပြီးအဆောက်အုံ၃လုံးတွဲပါရှိကငလင်လွတ်ခတ်မှုအတွင်းအဆောက်အုံ၂လုံးမှာအလုံးစုံပြိုကျပြီးကြံတစ်လုံးမှာလည်းလေးတက်ခန့်မြေကြီးတဲ့နှစ်ဝင်သွားခဲ့ပါတယ်။ Sky Villa ကိုတို့အင်ယာစီမံကိန်းကိုစစ်တပ်နဲ့ဆက်နွယ်တဲ့အောင်မြင်သူကုမ္ပဏီကတိဆောက်ခဲ့ခြင်းဖြစ်ပြီးငလင်တန်ခံနိုင်တယ်လို့ကြေညာရောင်းချခဲ့တယ်လို့သတင်းများထွက်ပေါ်နေပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အမရပူရမြို့နယ်မှာရှိတဲ့လူဦးရေတပေါင်းကျော်နေထိုင်တဲ့ဘုံအိုးရွာမှာမြင်းငလင်ကြောင့်ပလီ၃လုံးပြိုကျပြီးအလောင်း900ကျော်ရရှိခဲ့။ငလင်တန်တဲ့ပြည်သူတွေအတွက်တောက်သုံးရီလိုအပ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းအမရပူရမြို့နယ်ဘုံအိုးကြီးရွာမှာမြင်းငလင်ကြောင့်ပလီ၃လုံးပြိုကျပြီးလူသေးအလောင်း900ကျော်တူးဖို့ရရှိခဲ့ကဆက်လက်တူးဖို့ရန်အကူအညီလိုအပ်လျက်ရှိကြောင်းဒေသနေပြည်သူများကပြောကြားပါတယ်။မတ်လ28ရက်နေ့မွန်လွယ်12နာရီ52မိနစ်အချိန်မှာလှုပ်ခတ်ခဲ့တဲ့မြင်းငလင်တန်ကြောင့် အမရပူရမြို့နယ်ဘုံအိုကြီးရွာမှာရှိတဲ့ရက်ကန်းတော်မြောက်ပလီအလဲပလီတမယချင်းပလီတွေမှာပြည်သူတွေဖျားဝိပြုနေစဉ်ပြိုကျခဲ့ရာယနေ့အထိလူဦးရေ900ကျော်အလောင်းတွေ့ရှိထားပြီးဆက်လက်တူးဖို့ရှာဖွေနိုင်ရန်အကူအညီများလိုအပ်လျက်ရှိကြောင်းတူးဖို့ရရှိထားတဲ့ရုပ်အလောင်းတွေကိုကျင်းတချင်းကိုအလောင်း၅လောင်းထက်ကမြုပ်နှံတကြိုပေးခဲ့ကြောင်းသိရပါတယ်ပလီ၃လုံးပြိုတယ်၃လုံးစလုံးကမြေစာဘုံလိုဖြစ်သွားတာနှလုံးကလူသေးပြောက်အရင်များတယ်အခုအချိန်ထိပေါ်နေရတယ်ပေါ်တော့လဲအလောင်းတွေထွက်လာတယ် နောက်ပလီတလုံးကဆိုရင်အမျိုးသမီးတွေအရန်ထွက်လာတယ်။အမျိုးသားတွေကတော့ဟိုးအောက်ထဲမှာအရာတွေကိုတူးဖော်ဖို့ဆက်တွေလဲလုံနေတယ်။ကေဆေရီးတွေအရန်လိုအပ်နေသေးတယ်။တေဆုံးသူဥယီက900ကျော်သွားပြီ။တေဆုံးသူ900ကျော်လုံးကပလီထဲမှာကြီးပဲတောက်လျှောက်ပေါ်နေတာရွာထဲမှာလည်းအနံ့တွေကထွက်နေပြီးလူအင်အားမလုံးလောက်တော့ကုညီကေဆေရီးတွေကတအားမတွင်ကျဘူး။အဲ့တော့ကြောင့်အမြန်ဆုံးအကူအညီတွေရစေခြင်းနဲ့အလောင်းတွေကလည်းအနံ့တွေပါတော်တော်ထွက်နေတယ် တေဆုံးသူတွေကအယမ်းများတော့ကျင်းကြီးတွေတူပြီးလူ9ယောက်စီမြုပ်နေရတယ်လို့ဒေတာနေပြည်သူတို့ကပြောပါတယ်။ငလင်တန်တင်းခဲ့တဲ့ဘုံအိုးကြီးရွာမှာလူဦးရေတောင်းကြော်နေထိုင်ပြီးငလင်ဘေးတံမှလွတ်မြောက်လာသူတွေကိုဘော်လုံးကွင်းထဲမှာယာယီတက်ထုတ်ကနေရာချထားပေးကြောင်းအရေးပေါ်တောက်တုံးရီစေဝါနဲ့အစားအသောက်များလိုအပ်လျက်ရှိပြီးမိဘပြည်သူများအနေနဲ့ဝိုင်းဝန်းကူညီပေးစီလိုကြောင်းမေတ္တာရက်ခံထားပါတယ်။မရပူရမြို့နယ်ဘုံအိုးကြီးရွာမှာ ငလင်တန်သိပ်ပြည်သူတွေကိုကုညီကေဆယ်လူသူများအနေနဲ့အမရပူရမြို့နယ်ဘုံအိုကြီးရွာမှာငလင်တန်သိပ်ပြည်သူတွေကိုကေဆယ်ရေးလှုပ်လို့သူများအနေနဲ့မြင့်ငယ်စကိုင်းလမ်းကြားတငယ်တော်လက်ပံစင်ဘက်မှာဘုံအိုကြီးရွာကိုတိုက်ရိုက်ဝင်ရောက်နိုင်ကြောင်းစကိုင်းမန္တလေးကုံသွေးရေးလမ်းမှာတန်လန်းအထိလမ်းပိတ်ထားသောကြောင့်ကုညီပေးမဲ့သူတွေအနေနဲ့ဆရာစတန်ရဲ့ဖုန်းနံပါတ်39 439 3866 3998669နဲ့3998669 8669တို့ကိုဆက်သွယ်ကူညီပေးနိုင်ကြောင်းသိရှိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်မှာငလင်တန်ကြောင့်စစ်တပ်အဆောက်အအုံများပြိုလဲပြီးစစ်သားတရားကျော်ဝင်းကျင်သေဆုံးနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်မှာငလင်တန်ကြောင့်စစ်တပ်အဆောက်အအုံများပြိုလဲပြီးစစ်သားတရားဝင်းကျင်သေဆုံးနိုင်ကြောင်းစစ်တပ်သတင်းအရင်းမြစ်ကိုကိုးကားပြီးစီရီယံဗိုလ်ကြီးဇင်ရော်ကပြောပါတယ်။စကိုင်းငလင်ကြောင့်နေပြည်တော်မှာရှိတဲ့စစ်တပ်အဆောက်အအုံများပြိုကျခဲ့ကြောင်းတပ်နယ်တစ်ခုလုံးမှာစစ်သားအနည်းဆုံး100ဝန်းကျင်သေဆုံးနိုင်ပြီး ဂရင်တထောင်စေးယုံမှာလဲဂတင်မလောင်းငတ်မှုများဖြစ်တဲ့အတွက်ထိခိုက်ဒဏ်ရာရသူတထောင်ဝန်းကျင်ပြောနိုင်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်ကရှင်းပြပါတယ်။ဒါပြင်လက်ရှိအကြံဖတ်စစ်ကောင်းဆောင်ကအပြည့်အစည်းတွေကိုရှင်းလင်းရေးလှုပ်ခိုင်းရမှာ၎င်းရဲ့ကပိုက်ဆောင်တက်တွေကိုသာလှုပ်ခိုင်းနေပြီးအခြားတက်များအဝေးမခံကြောင်းသိရှိရပါတယ်။တက်နယ်တစ်ခုလုံးမှာအ ਨੇ စုံတရာကတော့တေချာပေါက်တေတယ်။ဂရင်တထောင်စေးယုံမှာလဲဂတင်တောင်မလောက်ဘူးဆိုတော့ဒဏ်ရာရတထောင်လို့ပြောလို့ရမယ်။ဒါပေမဲ့စစ်ယုံထဲမှာတေဆုံးတဲ့ဒရင်တွေကမြုပ်ထားတာ။ လုံခြုံရေးနဲ့တိဆောက်ရေးရှင်းလင်းရေးလုပ်ငန်းအဖွဲ့တွေတော်မှသူ့ရဲ့ကပိုက်ဆောင်တက်တွေကိုပဲလုတ်ခိုင်းတာတခြားတက်တွေကိုအဝင်မခံခိုင်းဘူးလို့ CDM ဖိုလ်ကြီးစင်ယောကပြောပါတယ်။ဒါအပြင်စစ်ရုံးများပြိုကျရတာမှာ GE တက်လို့ခေါ်တဲ့စစ်အင်ဂျင်နီယာတက်တွေရဲ့ပစ္စည်းခိုးမှုငွေများခိုးယူမှုကြောင့်ပြင်အမြန်လက်တန်းလှုပ်ဆောင်ကိမှုများကြောင့်ဖြစ်ကြောင်းဒါအပြင်နေပြည်တော်မှာရှိတဲ့လျှို့ဝှက်ဥမင်လှိုင်ကောင်းဟာလည်းလက်ရှိလုတ်ခတ်တဲ့ငလင်ကြောင့်ပြိုကျရန်ရခိုင်နှုန်းများကြောင့်၎င်းကရှင်းပြပါတယ်။ဟိုးအရင်အာနာသိမ့်ဖြစ်စဉ်မတိုင်ခင်ကတည်းကနည်းနည်းပါးပါးဖြစ်တာနဲ့တင်အကွဲကြောင်းတွေနဲ့ အဲ့ဒီတုန်းက GE တက်တွေခိုးတာလည်းပါတယ်ပြီးတော့ကြတော့ contract စနစ်တွေနဲ့အမြန်လောက်တာပျက်စီးဖို့များတယ်ဘာလို့လဲဆိုတော့သူတို့ကလက်တန်းလောက်တာအဲ့ဒါခုနှစ်တော့မမှတ်မိတော့ဘူးတက်မတော်နေနေပြီးတော့မှပြောင်းပြီးဆတ်လျှောက်တဲ့နှစ်အခုပြိုကျတဲ့မုတ်ဦးအနီကြီးအဲ့ဒီတုန်းကမုတ်ဦးအနီကြီးမပြီးသေးဘူးဒါပေမဲ့ကြောင်းစင်းပွဲမတိုင်ခင်တံပြားတွေနဲ့ခဏကက်ပြီးအလှလှုပ်လိုက်တာနောက်မှအင်္ဂရီနဲ့ကင်တာသူတို့ကလက်တန်းလောက်တဲ့အကျင့်ရှိတယ်လို့ CDM ဘူကြီးဇင်ရောကပြောပါတယ် နေပြည်တော်မှာငလင်ကြောက်ပြိုကျခဲ့တဲ့အဆောက်အုံတွေမှာမင်းအွန်လိုင်းနဲ့စိုးဝင်းအပါဝင်ဗိုလ်ချုပ်တွေအတွက်အရေးကြီးတဲ့စစ်ဘက်ဆိုင်ရာနေရာတွေကိုအောင်းရန်နေရာတွေပါကြောင်းအရန်စစ်လက်နက်ပစ္စည်းများအရန်ခဲရန်အရန်လက်နက်များထရှိရာနေရာတွေလည်းထိကြိုက်ပျက်စီးကြောင်းသိရှိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပသတင်းတော်လန်ကြီးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ချမ်းမြေ့ကြပါစေခင်ဗျာ။ချမ်းမြေ့